ပြဝိညာဉ်ကင်းမဲ့နေပြီဖြစ်သောဥပမိုလ်၏ရုပ်အလောင်းသည်အဖိုးတန်ကျုံးကရင်ကြီးပေါ်တွင်ငြိမ်သက်စွာလှည့်လျောင်းလျက်ရှိနေပါသည်ဥပမိုလ်၏ကိုခန္ဓာပေါ်တွင်လွှားရည်တည်ထားသောဇာဘဝဘာမှတစ်ဆင့်ဥပမိုလ်၏မျက်နှာကိုဝိုးတော်ဝါမြင်နေရသည်မှိတ်ထားသောမျက်လုံးပိတ်ထားသောနှာခမ်းအဆုံနှင့် မျက်နှာအကျမှာအာသူဝမချခင်မပုတ်တူးအောင်ဆေးထိုးထား၍မျိုးပုတ်နေတော်လဲတရှိထင်ရှားရှိခြင်းက ဥပမော်သည်အင်ဒရီကြီးမားကြောင်းဂုံရှင်ထဲဝါကြောင်းတိတာလုံးသည်ရုပ်အလောင်းမေးတွင်ရှင်လျက်ချထားသောခေါင်းတိတာမှာအဖိုးတန်တစ်ကိုထွင်ပြီးဖဲစားတို့ဖြင့်မောမန်ထားသဖြင့်အထူးအော်ဒါမှာပြီးလှုပ်ထားကြောင်းပေါ်လွင်နေသည်ခေါင်းတိတာတွင်ကပီးထိုးထားသောဥပမော်၏အသက်နှင့်ဘွယ်တူးဂုံရည်ချင်းများမှာရှင်လျက်လုံးသဖြင့်တရားဥပဒေလောကတွင် ဉာဏ်ပညာကြီးသူဝါရင့်သူဘ ഹു တုတအတွေ့အကြုံရင့်တန်ကြွယ်ဝသူတရားဟုခံမှန်းနိုင်ပြီသည်ကဲဟေးနှစ်နာရီထိုးပြီးခတ်ဖို့လုပ်ကြတော့ခံရသောယောက်ျားကြီးတယောက်၏အတန်ကြောင့်အိမ်နှင်းရှိလူများနှင့်အိမ်အပြင်ဘက်ကိုရောက်နေသော လူများတို့သည်လှုပ်လှုပ်ရှားရှားဖြစ်သွားလေတော့သည်ဥပမောဤသားသမီးများကဥပမောဤရုပ်လောင်းကိုဂရင်ပေါ်မှယူရစွာပွင့်ချပြီးခေါင်းအတွင်းသို့နှင်သာဖြင်းခြင်းစွာထည့်သွင်းလိုက်လေသည် ဥပမာသက်ရှိထင်ရှားရှိတဲ့ကပိုင်ဆိုင်သောတိမ်မောင်းများစွာထဲမှမက်ဆေ့တစ်စိကိုရွေးချယ်ပြီးနောက်ဥပမာဤအာကရင်းသို့ထက်လိုက်သည်ထိုမက်ဆေ့တစ်စိသည်တထေးကြီးဥပမာအတွက်နောက်ဆုံးလက်ခံလိုက်နိုင်သော ဝေကြီးပမာဏပင် ဖြစ်ပေသည်ကွယ်လွန်သူဥပမာဤတာကြီးဆုံးသည်ဩဇာတေကမကျေးဇူးတူဖြစ်ခြင်းကြောင့်၎င်းဒုတိယသားသည်အထူးကုဆရာဝန်ကြီးဖြစ်ခြင်းကြောင့်၎င်းတတိယသမီးဤအိမ်တော်ဘက်သည်အထူးကုဆရာဝန်ကြီးတယောက်ဖြစ်ခြင်းကြောင့်၎င်း စရုဒ္ဓသားသည်ဌာနတစ်ခုမှအရာရှိတယောက်ဖြစ်သည့်အပြင် သူ၏အိမ်တော်ဘက်အမျိုးသမီးသည်မန္တလေးမှချမ်းသာကြွယ်ဝသော လုပ်ငန်းပိုင်ရှင်၏တူဦးရီသောသမီးဖြစ်ခြင်းကြောင့်၎င်းပြင်စမသမီးဖြစ်သော အငယ်ဆုံးအမျိုးသမီးသည်စေတကတုတက်မှနောက်ဆုံးနှင့်ចောင်းသူတူဖြစ်ခြင်းကြောင့်၎င်းသားသမီးများ၏ဂုဏ်သိက္ခာရှိမှုပညာရည်ချင်းပြည့်ဝမှုတို့အပြင်ဥပမောကိုရိုင်ကချမ်းသာကြွယ်ဝသောပညာတတ်ကြီးတူဖြစ်ခြင်းတို့ကြောင့်ပတ္တယပတ္တယဆွေမျိုးမိတ်ဆွေတင်္ဂဟအပေါင်းမြောက်များစွာဖြင့် ဥပမောဤသဗ္ဗနာအခမ်းအနားသည်အလွန်အလွန်ကြီးကျယ်ခမ်းနားစွာ စီကားတိုက်မြိတ်လွန်လှပြီးတော့သည် အာသုဘချရာလမ်းတစ်လျှောက်တွင်မြင်ရသူများဖို့ဒီလောက်များတဲ့လူတွေဒီလောက်များတဲ့ကားတွေအမှတ်တရပဲဟိဟူ၍ပြောရလောက်အောင်ဖြစ်စေတော့သည်ကြံတော်တုတ်တန်အနည်းရှိ ကြည့်မြင်နိုင်အာထကတစ်ကျောင်းရှိသူဥပမောဤရုတ်ကလက်တင်ဆောင်လာသောနိဗ္ဗာန်ရင်ရောက်ရှိခြင်းတွင်ဥိဇာရလမ်းပေါ်ရှိဥပမောဤနေအိမ်မှအာသုဘပုရင်များမှာ ထွက်လာနေသေးပင် ရှိသေးသည် ထိုချိန်တွင် ဝေလူဝံဘက်မှအတုပချလာသောအတုပရင်တစည်းသည်ကနချင်းဆိုင်အရမဥပမော်၏ဇာပနာဘုကာရန်ရှိကြီးကိုမြင်သဖြင့်အလျင်ဥအောင်ဝင်နိုင်ဖို့အတွက်အမြန်မောင်း၍ဝင်လိုက်သည်ဤသို့အမြန်မောင်း၍ဝင်လိုက်ခါမှဥပမော်၏အတုပရင်နှင့်ခေါင်းချင်းဆိုင်တိုက်မိသလိုဖြစ်သွားပြီးခိဘဝတွင်နှစ်ဦးစလုံးဝင်မရဘဲပိတ်ဆို့သွားလေသည်တဦးတယောက်ကအလျှော့ပေးမှဖြစ်မိအခြေအနေမျိုးရောက်သွားချိန်တွင် ဥပမော်၏ဇာပနာအဖွဲမှလူတစ်ယောက်သည်မျက်နှာထားတင်းစွာဖြင့်ဆင်းလာကဟိတ်ဟန်ပြနေလေသည်တစ်ဖက်အဖွဲမှဆင်းရဲနွမ်းပါဟန်ရှိသောမိမရွယ်တဦးသည်လည်းနိဗ္ဗာန်ရင်ကာမောင်းသူဘေးမှဆင်းလာပြီးသူတို့အရင်ဝင်ပါရစေဟုကြိုးနွံစွာတောင်းဆိုသည်ထိုမျိုးသမီးမှာတစ်ဖက်အဖွဲမှတဦးရီသောအာတုပပို့သူဖြစ်လေသည်ကာမငား၌သဖြင့်ခေါင်းတည်သည့်နိဗ္ဗာန်ရင်နှင့်အတူအတုပချန်ရင်လိုက်ပါလာခြင်းဖြစ်သည် မိသူရဌာနသို့ရောက်ရမည့်အချိန်ထက်များစွာနောက်ကျနေပြီဖြစ်၍စိတ်ဆိုးနေပုံလည်းရလေသည်ဥပမောဖွဲ့မှ လူကလည်းသူတို့ရှိကစုတ်ချလွန်သောအတုပရှင်ကိုအရင်ဝင်ဝင်ပြုလျင်နမိတ်မကောင်းဟုယူဆကသူတို့ပဲအရင်ဝင်မယ်ဟု အရေးဆိုသည်ထို့သို့သူအရင်ဝင်မဲ့ငါအရင်ဝင်မဲ့နှင့်အပြန်အလှန်ငင်းခုန်နေကြသဖြင့်အတုပလိုက်ပို့ကြသောကာမရာထဲမှလူများမှလည်းဘာလို့ရမှန်းမသိဖြစ်ကုန်တော့သည် အတန်ကြာမ မိမရွယ်ကအလျှော့ပေးလိုက်လေသည်ဥပမော်၏ဇာပနာအဖွဲ့သည်ရှားမှဖြတ်၍မဝင်နိုင်အောင်တစည်းနှင့်တစည်းကတ်၍မောင်းကကြံတော့တုတ်တန်ဝင်လေသို့အနိုင်ရစွာဝင်သွားကြသည်မိမရွယ်သည်သူ့ရှေ့မှထပ်သွားရကုန်သောကားရန်ရှိကြီးကိုကြည့်ရင်းငါနဲ့နော်ဒီအချိန်ထိအရှုံးပေးနေရတော့မှာပဲလားကိုအောင်ရှင်ဟာကျမဘုရားကိုလူတကာအနိုင်ကျင့်မှုအတွက်ဘယ်အချိန်ထိကိုနှိမ့်ဆက်နေအောင်မှာလဲ ဟူ၍နိဗ္ဗာန်ရှင်ထဲမှခင်မောဖြစ်သူ၏ယုတ်ကလတ်ရှိရာကိုမကျင်နဲ့စွာလှည့်ပြောလိုက်လေသည်။သူလင်တော်မောင်အတုပကိစ္စပြီးလျင်ဆက်လက်တောင်းဝန်ယူဖြည့်ရှင်းရမည်သူမ၏လက်ရှိဘဝကို မြင်ယောင်လာသည်။ဥုံဘဝပြည့်စုံကြကမှသူနှင့်အိမ်တော်ကြခဲ့ရ၍ဥုံ၏ပထမအိမ်တော်မှပါလာသော လူမမယ်ကလေး၄ယောက်နှင့်အတူဒုက္ခရောက်ရတော်မူသူဘဝရှိရေးကိုစိတ်ဆင်းရဲစွာတွေးမိသည်။ဥုံသာဝနာကိစ္စတွင်လည်းနိဗ္ဗာန်ရင်မောင်းသူက ကားကမယူပဲအခမဲ့လိုက်ဖို့ရည်သာတော်တော့သည်ရက်ကွက်ထဲမှာအတုပလိုက်ဖို့လိုသူများရှိတော်လဲကားငါးစရိတ်မရှိသဖြင့်တောင်းပန်ပြီးထားခဲ့ရသည်ရက်ကွက်အတွင်းမှာအပ်ထားခဲ့ရသော လင်မာကလေး၄ယောက်ဤညနေစာ ဖြည့်ရှင်ရေးကိစ္စကိုအလံတကြားစဉ်းစားမိသည်မိမရွယ်သည့်ဤနေရာတွင်ဆက်လက်ရက်တည်ရန်မဆန်းဆောင်နိုင်တော့ပေအာယုံပြောင်းသည့်အနေဖြင့်နေဗံရှင်မောင်းသူအားစောင်းနေကြည့်လိုက်သည်ဆရာကြီး ကျမခင်မုံအလောင်းကိုခဏလေးစောင့်ပေးပါခဏလေးပါရှင်မိသူတဲ့ဌာနကတာဝန်ခံကကျမကိုအချိန်မီရောက်အောင်ဟိုးနေကြတဲ့ကအတန်တန်မှားထားတာရှင်တကြိုစရိတ်ငွေအစိပ်ပြည့်အောင်ရှာနေတာနဲ့နောက်ကျသွားတာဒီကားတွေနောက်ကရှင်လိုက်ခဲ့တော့ကျမဟိုကပဲစောင့်နေတော့မယ်ဟူရည်ပြောဆိုကကြံတော့တုတ်တန်အတွင်းရှိဂူများကြားထဲမှာဖြတ်ခါမိသူရဌာနသို့တုတ်ချေတင်တော့သည်ဥပမော်ဤသားသမီးများက ဥပမဘိုလ်ကြီးရုပ်အလောင်းအားနောက်ဆုံးကြည့်ခြင်းဖြင့်ခေါင်းအဖုံးဖွင့်ကဂါရဝပြုနေကြသည်ဤသို့ဂါရဝပြုရင်ပူဆွေးငိုကြွေးနေကြသည့်ဥပမဘိုလ်ဤသားသမီးများတွင်မှ အငယ်ဆုံးဖြစ်သော စေချောင်းသူလေး၏ငိုကြွေးဟန်မှာမြင်ရသူအဖို့ထိခိုက်ကြေကွဲစေတော့သည်သူမအနေနှင့်ဖခင်ဖြစ်သူဥပမဘိုလ်လိုလူမျိုး၏ကြီးကျယ်လွန်သောဂုဏ်သိက္ခာပညာရည်ချင်းများနှင့်တူညီသောတာနာခန့်ထည်သည့်အုတ်ဂူတစ်ခုကို မိခင်၏အုတ်ဂူအနည်းတွင် ဖခင်အတွက်အမှတ်တရအဖြစ်စိုက်ထူထားစေခြင်းသည်သို့တော်လည်းဥပမောဤယောဂာများကြောင့်မိသကြူရာအကောင်းဆုံးပဲဟုအကိုအမများဤစီစဉ်မှုကိုမတက်တာသည့်အဆုံး၌လက်ခံလိုက်ရခြင်းဖြစ်သည်ဥပမောဤငိမ့်တက်နေသောမျက်နှာပြင်ကိုငေးကြည့်ရင်မိသကြူရာတွင်ဘလို့ဖြစ်မလဲဟုတွေးမိလိုက်သည့်ခဏတွင်ထိုဆေးချောင်းသူလေးသည်ဖခင်ဖြစ်သူအားနှမျောတတ်တာစွာအတင်းဖတ်တွေ့ထားလိတော်သည်သူဖခင်နှင့်အတူလိုက်တည်မည်ဟု တစားစားအော်ဟစ်ဝူကျွေးလေသည် သူမ၏အပြုမူကြောင့်ရုတ်ရုတ်တဲတဲဖြစ်ကုန်တော့သည် ထိမ့်မရတိမ့်မရဖြင့်ရှုပ်ထွေးကုန်တော့သည်နောက်ဆုံးတော့အကိုအမများကညီမလို့သူအားဖြောင်းပြပြောဆိုဆွဲခေါ်ကာကြံတော့တုတ်တန်မြေထဲမှထွက်ခွာသွားခြင်းတွင်ကျွန်းသားဖြင့်ပြုလုပ်ထားသောဥပမော်၏အဖိုးတန်ခေါင်းတစ်တာကြီးသည်မိရထားတန်လဲများကိုဖြတ်၍ကန့်လန့်ထဲ့ထားသောတန်လဲများမှတစ်ဆင့်မိသူရာအခန်းနှစ်အတွင်းသို့ရောက်ရှိသွားလေတော့သည် အတွင်းတကားကိုပိတ်ပြီးနောက်အပြင်တကားကိုထပ်ဆင့်ပိတ်လိုက်ချိန်တွင်ဥပမော်ဤကြီးကျယ်ခမ်းနားသောအဆောင်အယောင်များသည်ကြံသောတုတ်တန့်မြေထဲမှရုတ်တရက်မျက်လှည့်ပြလိုက်တကဲ့သို့ပျောက်ွယ်ရှင်းသွားတော်သည်ထိုအခါမှကြံသောဂိဝါတွင်စောင့်နေခဲ့ရသောဥအုံးဤဇာပနနိဗ္ဗာန်ရင်သည်မိသူရာဌာနရှိရာသို့ဝင်ရောက်လာလေသည် ကျူတင်ရောင်းနေသောမိမရွယ်သည် အလုသမားအဖွဲ၏အကူအညီဖြင့်နိဗ္ဗာန်ရင်ထဲမှ ူမခင်ပွန်း၏ရုပ်ကလက်ကို ထုတ်ယူပြီးတံပိန်တက်လဲပေါ်ကိုတင်လိုက်သည်မိမရွယ်၏အပြုမှုများသည်တေဆုံးသွားသူကိုဇာချက်မနေတော့ပဲအိမ်တွင်ကြံခဲ့သော အသက်ရှင်သူများ၏လက်ရှိအခြေအနေကိုရှင်းရန်တွေးတောပူပင်ကြောက်လန့်နေပုံရလေသည်တကြိုဌာနတာဝန်ခံလုပ်သူကတံပိန်တက်လဲကိုတွန်းရင်းကြည့်အောင်မလားဟုမေးရတွင်မိမရွယ်သည်တော်ပြီတသက်လုံးအနိုင်ယူဒုက္ခပေးတဲ့ဟာကြီး သွားတော့ဟုတန်ရောစင်ကဲစွာပြောလိုက်သည်တက်ဆိုင်ရစာရွက်စာရဲများကိုတာဝန်ခံလုပ်သူအားလှမ်းပေးပြီးနောက်မိသူရအခန်းတွင်သို့ခင်မွန်းဖြစ်သူ၏အလောင်းကိုထဲလိုက်သည်ကိုပင်မကြည့်တော့ဘဲကြောခိုင်းထွက်သွားတော့သည်တာဝန်ခံသည်ထိုမိမရွေအားစော့စော့ကဆေးကြောင်းသူလေးနှင့်နှိုင်းရှင်ပြီးအံ့ဩစွာငေးမောကြည့်နေသည်ပြီးမှအခန်းနှင့်တကားကိုဖွင့်လိုက်သည်ဥပမောဤရုပ်အလောင်းသည်မိတဟုံဟုံတောက်လောင်နေစေ မိလောင်နေသောဥပမောကြီးအလောင်းကိုတန်ချောင်းရှင်များဖြင့်ထုရိုက်ချိုးဖဲ့ကအောက်ကျိုင်းဂလိုင်းအတွင်းသို့ထဲ့သွင်းလိုက်ပြီးနောက်ကြောခိုင်းထွက်ခွာသွားသူမိမရွယ်ဤခင်မိုးဖြစ်သူဦးအောင်ဤအလောင်းကိုလည်းအပေါ်မှဆက်လက်၍ထဲ့သွင်းလိုက်သည်ဦးအောင်ဤအလောင်းသည်ဤတနေ့တာအတွက်နောက်ဆုံးတကြိုရမ်းဤအလောင်းဖြစ်လေသည်ဂျပန်ပြည်လုံမော်တာ15ကောင်အားကိုစီရှိသောမိဆက်ကြီးနှင့်တရုတ်ပြည်လုံမိဆက်ကြီးတို့ဤအပူရှင်ကြောင့် အလောင်းများသည့်နာယီပိုင်းအတွင်းလောင်ကျွမ်းကြေမွကပြာဖြစ်သို့ရောက်ရှိသွားလေသည်။၎င်းပြာများသည့်လူတို့၏အစီပါသောကြောင့်မြေဩဇာအဖြစ်ပင်အတုံးမဝင်နိုင်ပေ။ဥပမော၏ပြာများသည့်၎င်း၊ဥအုံး၏ပြာများသည့်၎င်းအခန်း1 2 3 4 5ထဲမှတစ်နှစ်တိုင်မိရှို့ထားသောလူတန်းစားဘောင်းဆောင်တို့၏ပြာများသည့်၎င်းအမိုက်သိမ်းသည့်လက်တွန်းလှဲမှတစ်ဆင့်တကြိုဆက်အနောက်ဘက်ရှိ တွင်းတစ်ခုတည်းသို့တွန်ချလိုက်ချိန်တွင် အားလုံးသည်အယောယောအနောနောဖြစ်၍တွားချေသည်မဟေဒီမဂဇင်း1986အောက်တိုဘာလ